မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အာဆီယံထိပ်သီးအစည်းအဝေးတရုတ်ရန်အတွက်အကြံဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဖိတ်ကြားထားခြင်းမရှိပါဘူး။မြန်မာနိုင်ငံမှာပြက်မေးဆွဲဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရကကိုရင်းကလေးစားတွေရောင်းစားတပ်ဖြတ်ခံရတဲ့ဘယ်လာရုစ်မော်ဒယ်နဲ့ပတ်သက်ကထိုင်းကသတင်းထုတ်ပြန်တဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မယ်အာဆီယံထိပ်သီးအစည်းအဝေးကိုတရောက်ဖို့အတွက်အကြံဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဖိတ်ကြားထားခြင်းမရှိဘူးလို့မလေးရှားအစိုးရနဲ့ပုံမှန်ထိတွေ့ဆက်ဆံမှုတွေပြုလုပ်နေတဲ့တော်လန်တရိတ်မြေကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်အော်တိုဘာလ26ရက်နေ့ကနေအော်တိုဘာလ28ရက်နေ့ထိပြုလုပ်မယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတရောက်ဖို့အတွက် ခေါင်းဆောင်စည်းမှာမဲအောင်လိုင်းပါဝင်တယ်လို့အကြက်ဖက်စစ်တဲ့ lobby တွေကဝါဒဖြန့်နေပေမဲ့လည်းလက်တွေမှာတော့မလေးရှားကမဲအောင်လိုင်းကိုဖိတ်ကြားထားတာမရှိဘူးလို့လည်းသိရပါဗါးမလေးရှားနိုင်ငံမှာကျင်းပပြုလုပ်မယ် 48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မဲ့ခေါင်းဆောင်တွေစီးမှာမင်းအောင်လိုက်နာမည်ကိုထည့်သွင်းဖော်ပြခဲ့တဲ့ Malaysia News Straits Times သတင်းဌာနကအခုအခါမှာတော့မင်းအောင်လိုက်ရဲ့နာမည်ကိုအာဆီယံထိပ်သီးအစည်းအဝေးတက်မဲ့ခေါင်းဆောင်တွေစီးကနေဖြုတ်ပယ်ပြီး အမားပြင်ဆင်မှုတွေလှုပ်ဆောင်သွားတာကိုလည်းတွေ့ရှိရပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးမှာအမေရိကန်အပါအဝင် ကမ္ဘာနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်အချို့တက်ရောက်မှဖြစ်ပြီးအရှိတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်လက်ခံခြင်းအာဆီယံဥက္ကဋ္ဌရာထူးကိုဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်းခြင်းအပါအဝင်ကမ္ဘာကြီးရနဲ့မြန်မာကြီးရကိစ္စတို့ကိုလည်းဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းမလေးရှားကလာတဲ့သတင်းတွေမှာဖော်ပြထားပါတယ်ရှင်။ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာပြန်ပေးဆွဲဖန်စီညှဉ်းပန်းနှိမ့်ဆက်ခံရတာက ကိုရင်းကလေးစာတွေရောင်စာတက်ဖြတ်ခံရတဲ့ဘယ်လာရုစ်မော်ဒယ်ဟာထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုလေရင်နဲ့သူ့ဆန္ဒသဘောတိုင်းထွက်ခွာသွားခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံမှာပြန်ပေးဆွဲခံရတာမဟုတ်ဘူးလို့ထိုင်းအန်တာပိုင်းတွေကသတင်းထုတ်ပြန်ပါတယ်။အသက်26နှစ်အရွယ်ရှိတဲ့ဘယ်လာရုစ်မော်ဒယ်ဟာစက်တင်ဘာလအတွင်းမှာထိုင်းနိုင်ငံကိုလာရောက်ခဲ့ပြီးတဲ့နောက်မှာပြန်ပေးဆွဲခံရပြီး ကိုရင်းကလေးစာတွေရောင်းစားခံရတယ်လို့ညှဉ်းပန်းနှိပ်စက်ခံရပြီးအလောင်းကိုမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ရုရှားသတင်းဌာနအပါအဝင်နိုင်ငံတကာသတင်းဌာနအချို့မှဖော်ပြထားကြရသိရှိရပါတယ်။အဲဒီနောက်ပြက်ပေးဆွဲတပ်ဖြတ်ခဲ့တဲ့ရာဇဝတ်ခိုင်းကအသက်26နှစ်အရွယ်ရှိတဲ့ဘယ်လာရုစ်မော်ဒယ်ရဲ့မိသားစုစီကိုဆက်သွယ်ကအယိုးပြလိုချင်ရင်အမေရိကန်ဒေါ်လာ9သိန်းပေးရမယ်လို့တောင်းဆိုကြောင်းသတင်းတွေမှာဖော်ပြထားကြရသိရှိရပါတယ်။ဒါပေမဲ့ဘယ်လာရုစ်ဆိုရရဲ့ဂျာဝင်မှုနဲ့ ငွေပေးဖို့မလိုဘဲအယိုးပြားတွေပြန်ပေးဖို့အတွက်ရာဇဝတ်ခိုင်းကသဘောတူညီခဲ့လို့လဲဆိုပါရယ်အဲ့ဒီဘယ်လာရုစ်ဘော်ဒါဟာမြန်မာနိုင်ငံမြောက်ပိုင်းမှာတပ်ဖြတ်ခံခဲ့ရတာလို့လဲနိုင်ငံတကာသတင်းတွေဖော်ပြချက်ရသိရှိရပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့သတင်းထုတ်ပြန်ချက်တွေမှာတော့ဘယ်လာရုစ်မော်ဒယ်ဟာစက်တင်ဘာလ12ရက်နေ့မှာထိုင်းနိုင်ငံကိုရောက်ရှိလာခဲ့ပြီးစက်တင်ဘာလ20ရက်နေ့မနေ့9မိနစ်20မှာတော့ထိုင်းအဲဝေးလေကြောင်းလိုင်းနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ တဝရဘူမိလေးစိတ်ကနေတဆင့်ရန်ကုန်လေးစိတ်ကိုထွက်ခွာခဲ့တာဖြစ်ပြီးအဲ့ဒီထွက်ခွာတဲ့မှတ်တမ်းတွေကိုလည်းရရှိခဲ့လို့လဲဆိုထားပါဗျ။ဘယ်လာရုစ်မော်ဒယ်ဟာထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုထွက်ခွာရမှာအတင်းအကျပ် PRP ခိုင်းစင်မှုတွေမမြင်ရဘူးလို့လည်းထိုင်းအန်နာပိုင်တွေကဆိုထားပါဗျ။ဒါအပြင်ထိုင်းနိုင်ငံကနေရန်ကုန်ကိုထွက်ခွာပြီးရတဲ့နောက်မှာမြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကိုမသိရှိရဘူးလို့လည်းဆိုထားပါဗျ။အဲဒါကြောင့်ထိုင်းနိုင်ငံအတွင်းမှာပြန်ပေးဆွဲခံရပြီး မြန်မာနိုင်ငံဘက်ကိုရောက်ရှိသွားတာမဟုတ်ဘူးလို့လည်းထိုင်းအန်တာပိုင်တွေကထောက်ပြန်ထားပါတယ်ရှင်။ဘကောဝတဲ့တပုတ်ကိုကြည့်အောင်ပါ။ဘကောတန်းရေတာရှည်မြို့နယ်စတောင်းမြစ်အရှိဘက်ကံရွာသစ်ကျွေးရမှာအထိုင်ချတက်ဆွဲထားတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာဒုဗိုလ်မှူးကြီးညညနိုင်အပါဝင်စစ်သား15ဦးဟာတေသွားပြီးစစ်တုံးမှန်း2ဦးနဲ့တူလက်နက်ခရမ်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့အမှတ်နှစ်စစ်စင်ရေးနယ်မြေတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ20ရက်နေ့ကရေတားရှိမြို့နယ်စစ်တောင်းမြစ်အရှိဘဲကန်းကရသစ်ကျေးရမှာအင်အား60နဲ့အထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားတွေအထိနာပြီးစုတ်ခွာထွက်ပြေးသွားလို့လည်းသိရှိရပါတယ်။အဲဒီစစ်သားတွေစုတ်ခွာထွက်ပြေးသွားမှုကြောင့် ရွာသစ်ကျေးရွာအထိုင်စခန်းနဲ့ကျေးရွာအတွင်းကစစ်ကော်မရှင်တပ်ရဲ့ကင်းစခန်းတွေအားလုံးကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့တာဖြစ်တယ်လို့လည်းအမတ်နှစ်စစ်စရေးနယ်မြေတာဝန်ရှိသူကပြောပြပါဗါးအဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကတရင်မူဒုတိယဗိုလ်မှူးကြီးညီညီနိုင်အပါအဝင်စစ်သား15ဦးဟာထေသွားတာဖြစ်ပြီး စစ်တုံမှန်2ဦးကိုလည်းဖမ်းဆီးရရှိခဲ့လို့လည်းသိရှိရပါတယ်။တစ်ဆုံသွားတဲ့တရင်မူဒုတိယဗိုလ်မှူးကြီးညင်ညင်နိုင်ဟာလေချောင်းရံကာကွယ်ရေးတပ်ကဖြစ်ပြီးလက်ရဖမ်းဆီးရချိန်မှာပစ္စတိုထုတ်ကာခုခံမှုပြုလုပ်ခဲ့တာကြောင့်အသေးပြစ်ခတ်ဖမ်းဆီးလိုက်ရတာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေစီကနေလည်း drone jumper အထိုင်ဆက်ကြီးတလုံး MA11 အမျိုးသက်နဲ့တလဲ MA3 အမျိုးအစားတနက်တလဲ G3 အမျိုးအစားတနက်သုံးလဲ 60မမတလက်ပစ္စတိုတလက်60မမကြည်ငါလုံးကြည်ပေါက်10ခုကြည်မျိုးစုံအတောင့်1000ခန့်နဲ့မီးစက်တလုံးကိုလည်းတင်ဆက်ရရှိခဲ့ပါတယ်ရှင်။ဒီတစ်ခါမှာတော့အကျန်းဖက်စစ်တပ်ကမိုးကုတ်မြို့ဖျား9စုအနီးဝန်းကျင်နဲ့ဖူစဲဘောလုံးကွင်းကိုစစ်တပ်ကလေနဲ့ဘုံကျဲချခဲ့ရမှာခလင်းငယ်3ဟာတေဆုံးသွားတယ်လို့မိုးကုတ်ဒေသပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ အော်တိုဘားလာ22ရက်နေ့ညနေ3:00နာရီအချိန်လောက်မှာအကျန်းဖယ်စစ်တပ်ကမိုးကုန်းမြို့ဖျားငါးစုအနီးဝန်းကျင်နဲ့ကန်တော်ဖူဆယ်ဘလုံးကွင်းကိုလင်းနဲ့ဘုံကျဲချခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုဘုံကျဲမှုကြောင့်ခလင်းငယ်3ဟာတိုက်ဆုံးခဲ့ရပြီး လေးဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လဲမိုးကုတ်ဒေသတရင်မြစ်ကပြပြပါရယ်အလားတူအော်တိုဝါလာ16ရဲ့နေကလည်းအကြံပယ်စစ်တပ်ဟာမိုးကုတ်မြို့နယ်အနောက်ချမ်းရေအေးကျေးရွာကမွေးမြူရေးချက်ချံကိုလေနဲ့ဘုံကျဲတက်ခတ်ခဲ့ပါသေးတယ်ရှင်ဒီတခါမှာတော့တင်းသားရတိုင်းလောင်းလုံးမြို့နယ်မောင်းမကန်ကမ်းကြီအနီးကကြေးရွာတွေကိုအစမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးလက်လက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ပင်လယ်ကမ်းဆက်ကကြေးရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရာကို ထွက်ပြေးနေရတယ်လို့ဒေသပြည်သူတွေနဲ့စစ်ရေးသတင်းမြစ်တွေကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။အော်တိုဘားလ19ရက်နေ့မနေ့အစောပိုင်းကနေစတင်ပြီး ဒဝဲရင်းနဲ့စိတ်ကန်းဘက်ကအကြက်ဘက်စစ်သားတွေဟာငါးဖမ်းလေတွေကိုချော့ဆွဲကာလောင်လုံးမြို့နယ်မောင်းမကန်ကန်းကျီနီးကကြေးရွာတွေကိုစစ်ကြောင်းထိုးငွေရောက်စီးနှင်းကြတာလည်းဖြစ်ပါတယ်။အဲ့ဒါအပြင်အဲ့ဒီစစ်ကြောင်းကအနီးအနားကကြေးရွာတွေကိုလက်လက်ကြီးတွေနဲ့ပစ်ခတ်လိုက်သလိုပင်လယ်ပြင်မှာရပ်ထားတဲ့စစ်သင်္ဘောတွေကလည်း ကျေးရွာတွေကိုလက်နဲ့ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတာကြောင့်ကြောက်စင်ရွာနဲ့သဘော့စိတ်ရွာကပြည်သူတွေအပါအဝင်အနီးနားကကျေးရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရပါတယ်ရှင်။မကွေးရတဲ့တဘော့ကိုကြည့်အောင်ပါ။မကွေးတိုင်းစောမြို့ပေါ်မှာလက်ရောက်နေထိုင်တဲ့အလင်းဝင်ရက်တသားနှစ်ဦးကအသက်62နှစ်အရွယ်ရှိတဲ့အဖွားကိုတအူးကိုတစ်ဖြတ်ပြီး လက်ဝတ်ယတနာတွေကိုလူရက်သွားတယ်လို့ရောအလင်းတန်းကကိုအောင်ကြီးကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အော်တိုဘာလ18ရက်နေ့နေ့လယ်တနင်္လာလောက်မှာစောမြို့နယ်ဇေယျရက်ွက်ရဲစခန်းအနီးစစ်ဘေးရှောင်လာတယ်။အသက်62နှစ်အရွယ်ရှိတဲ့ဒေါ်ရှင်းခေါ်ဝါဟာထင်းရှားဖို့ထွက်ခွာလာရကနေပျောက်ဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပျောက်ဆုံးနေတဲ့ဒေါ်ရှင်းခေါ်ဝါကိုရက်ွက်နေပြည်သူတွေက လိုက်လံရှာဖွေရပါတော့ အော်တိုဘာလ16ရက်နေ့မှာဥယျင်တော်အတွင်းရုပ်လောင်းကိုပြန်လည်တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။ရုပ်လောင်းကို စစ်ဆေးကြည့်ရမှာတော့သူအမြဲတမ်းဝတ်ဆင်ထားတဲ့တကြက်သားခန့်ရှိတဲ့ရွှေဆွဲကြိုးတကောတမတ်သားခန့်လက်စွပ်တကွဲငကတ်တရံတို့နဲ့ဘေးလွယ်ရဲ့တလုံးတို့ပျောက်ဆုံးနေတာကိုတွေ့ရှိရတယ်လို့လည်းရောလင်းတဲ့ကကိုအောင်ကြီးကပြောပါရယ်အဲ့ဒီရပိုင်းအတွင်းမှာတေဆုံးသူအဖောက်ဝင်ကို မကြာခဏဝင်ထွက်လျက်ရှိသူအလင်းဝင်ရဲတပ်သားအုပ်ဖြစ်တဲ့ချစ်ရင်တို့နဲ့ဖိုးဆေးတို့လည်းပျောက်ဆုံးနေရကိုလည်းတွေ့ရှိရလို့လည်းဆိုထားပါဗျ။အဲဒါကြောင့်အလင်းဝင်ရဲနှိုးနဲ့အချိတ်ဆက်ရှိသူအလင်းဝင်စစ်သားအသက်20နှစ်အရွယ်ရှိတဲ့ဝနကျော်ကိုဖမ်းဆီးစစ်ဆေးနေရလို့လည်းသိရှိရပါဗျ။လက်ရှိမှာတော့ဖမ်းဆီးစစ်ဆေးခံနေရသူဝနကျော်ကရန်ကုန်တိုင်းရှေးပြည်သာမြို့နယ်ဇာတိဖြစ်ပြီးရခိုင်ပြည်နယ်ကစစ်စင်အတွင်းမှာအလင်းဝင် ရောက်လာခဲ့တဲ့စစ်သားတအုပ်လည်းဖြစ်ပါဗျ။သူဟာအလင်း င်းဝင်ရဲတပ်သားချစ်ရင်ထူးထံမှလာရောက်နေထိုင်သူတို့ဖြစ်ပြီးအသက်25နှစ်အရွယ်ရှိတဲ့ချစ်ရင်ထူးကလည်းရန်ကုန်တိုင်းထန်းတမင်မြို့နယ်ဇာတိက ဖြစ်တယ်လို့အသက်26နှစ်အရွယ်ရှိတဲ့ဖိုးအေးကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ဇာတိကဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဖွားကိုအခုလိုအသက်ခံရမှုတွေ NUG အစိုးရစောမြွနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကစစ်ဆေးနေတာဖြစ်ပြီးလူသက်ကလက်ဝတ်ရည်နာတွေယူဆောင်ထားတဲ့ချစ်ရင်ထုနဲ့ဖိုးရီတို့ကိုတွေ့ရှိရင်ဆက်သွယ်ပေးကြဖို့ပါအတိပေးမေတ္တာရက်ခံထားပါရရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ထိုင်းနိုင်ငံအယုဒ္ဓယခရိုင်ကကားအပေါ်ပစ္စည်းစစ်အုံတရုံမှာအလုလုကန်နေတဲ့တရုံဝင်မြန်မာလုပ်သား၁၈ဦးဟာ အကြောင်းပြချက်မရှိဘဲအလုပ်ထုတ်ခံခဲ့ရလို့အဲ့ဒီလုံသမားတွေကိုအကူအညီပေးနေတယ်။ MHAC မဟာမိတ်အဖွဲ့ကအမှုနဲ့ပြန်ကြားတာဝန်ခံဇင်ကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။အဲ့ဒီမြန်မာလုံသမားတွေဟာမေလ20ရက်နေ့မှာအလုပ်ထုတ်ပယ်ခံရတာဖြစ်ပြီးမေလ26ရက်နေ့မှာတော့နေမြေကန်လုံသမားကာကွယ်စောင့်ရှောက်ရေးရုံးမှာတိုင်ကြားခဲ့လို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့အမှုအတွက်ယုံကျေးတွေခေါ်ကညှိနှိုင်းမှုတွေလှုပ်ဆောင်နေစေဖြစ်တယ်လို့လည်းသိရှိရပါတယ်။မနေ့ကအော်တိုဘာလ21ရက်နေ့မှာကလည်း ထပ်မံကအမှုအတွက်ယုံကြည်ခေါ်ယူချိန်ဆခဲ့ကြတယ်လို့လည်း MHAC မှမိဖွဲ့ကအမှုနဲ့ပြန်ကြားရေးတာဝန်ခံဇင်ကပြပြပါဗါးအဲ့ဒီကိစ္စအတွက်ထပ်နိုင်ငံကနေမြေကန်လို့သမားကာကွယ်စောင့်ရှောက်ရေးရုံးရဲ့တာဝန်ရှိသူတွေကအဲ့ဒီလုပ်သားတွေရဲ့နစ်နာကြေးဆိုင်ရာဆောင်ရွက်ပေးဖို့အော်တိုဘာလအတွင်းမှာယုံကြည်ထပ်မံခေါ်ယူထားပြီး MHAC မှမိအဖွဲ့နဲ့တူ NUG လို့သမားဝန်ကြီးဌာနကပူးပေါင်းက နင့်နာသူမြန်မာလူသမားတွေအတွက်အမှုအောင်မြင်စွာပြီးဆုံးတဲ့ဒီကုညီဆောင်ရပေးသွားမယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့တွေကို တက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။